်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထရန့်ကိုမြမအရေးထိရောက်စွာကူညီပေးဖို့ဂျပန်ရောက်မြန်မာများတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဂျပန်နိုင်ငံသူယနေ့ရောက်ရှိနေသောအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအပါအဝင်မြမနိုင်ငံအရေးအတွက်ထိရောက်သောအကူအညီများပေးရန်ဂျပန်ရောက်မြန်မာများနှင့်ဒီမိုကရေစီအရေးလှုပ်ရှားသူများကအမေရိကန်တန်ယုံရှိဆန္နာထုတ်ပေါ်တောင်းဆိုခဲ့ကြပါတယ်။ထရန့်အနေဖြင့် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုများကိုထောက်ပံ့ပေးရန်စေအုပ်စုအကြံဖတ်မှုလူခွင့်ရေးချိုးဖောက်မှုဆရာဇဝတ်မှုများအပေါ်ထိရောက်စွာအရေးယူရန်မြန်မာစေအုပ်စုအားကြောတောင်းနောက်ခံပြုပံ့ပိုးပေးနေသောတရုတ်အစိုးရ၏ဒေတာရင်းဩစာအာဏာကြီးထွားလာမှုများအပေါ်မျက်ကွယ်မပြုရန်မြန်မာပြည်သူများ၏စံနှုန်း၏အတန်းနာထောင်ကမြန်မာအရေးအတွက်ထိရောက်စွာကူညီဆောင်ရွက်ပေးရန်အစရှိသည်လို့တောင်းဆိုခဲ့ကြပါရယ်။ထို့ပြင်သမ္မတဒေါ်နယ်ထရန့်ထံအမေရိကန်တန်ယုံမှတက်စစ်မြန်မာအရေးကူညီပေးရေးအပအဝင် ိတ်ဖွင့်ပေးစာတက်ဆောင်နှင့်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးကမ်ပိန်းပြုလုပ်စုဆောင်းထားသည့်လက်မှတ်များလည်းပေးပို့ခဲ့ကထူဆမှဖရန့်အာဆီယံအစည်းအဝေးမတက်ရောက်မီပင်ကောင်းမွန်စွာလက်ခံရရှိပြီးဖြစ်ကြောင်းပြန်လည်အကြောင်းကြားခဲ့သည်ဟုဂျပန်နိုင်ငံချီ NUG supporting ကဆိုပါရယ်ထရန့်အနေဖြင့်ဂျပန်နိုင်ငံတွင်အောက်တိုဘာ28ရက်မှ29ရက်ထိရှိမည်ဖြစ်ပြီးဂျပန်ဘရင်မင်းမြန်ဂျပန်ဝန်ကြီးချုပ်တစ်တိုးနှင့်လည်းတွေ့ဆုံမည်ဖြစ်သလိုထိပ်သီးအစည်းအဝေးတရက်ကျင်းပရန်ရှိကြောင်းဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါသည် ဆက်လက်ပြီးလွတ်လပ်ပြီးတရားမျှတသည့်ဆိုတဲ့ရွေးကောက်ပွဲအတူတွင်မပြိုင်ရသေးပဲကြံ့ခိုင်ရေးအနိုင်ကျနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ရဲ့လက်ပါစီနိုင်ငံရေးပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီ USDP ဟာစစ်တပ်ကပဲစီစဉ်ပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲမစတင်ခင်အချိန်မှာလွှတ်တော်အမတ်နေရာ28နေရာကိုအနိုင်ရနေပြီဖြစ်ပါတယ်။အကြံဖတ်စစ်ကော်မရှင်လာအောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအောက်တိုဘာ23ရက်မှာထုတ်ပြန်လာတဲ့ခုဆက်လက်လောင်းစည်ရင်းထွေအရာမဲဆန္ဒနဲ့28ခုမှာ ကြံခိုင်ရေးပါတီကလွှဲပြီးဝင်ရောက်ရှင်ပြိုင်သူမရှိတာကြောင့်ကြံခိုင်ရေးကအလိုလိုနေရင်အနိုင်ရနေတဲ့အခြေအနေဖြစ်ပါတယ်။ကြံခိုင်ရေးအနိုင်ရတဲ့မဲဆန္ဒနဲ့28ခုဟာကက်ချင်၊စကိုင်း၊ရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းတို့ကဖြစ်ပြီးပြိုင်ဘက်မရှိအနိုင်ရတဲ့အဆိုပါမဲဆန္ဒနဲ့တွေဟာလက်ရှိမှာစစ်ရေးပြည်ပခပြင်းထန်ကတည်ငြိမ်မှုမရှိတဲ့ဒေသတွေလည်းဖြစ်ပါတယ်။ စစ်ကော်မရှင်ဟာရွေးကောက်ပွဲကိုအပြည့်အဝမကျင်းပနိုင်တဲ့အပြင်အင်အားကြီးတဲ့ပြိုင်ဘက်အတိုက်ခံပါတီတွေကိုဖျက်သိမ်းတာရွေးကောက်ပွဲကိုဆက်လက်အပြည့်ဝင်ရောက်ရှင်ပြိုင်ခွင့်မပြုတာတွေလည်းတွေ့ရပါတယ်။အခုလိုမျိုးမဲမပေးရသေးခင်အချိန်မှပဲအနိုင်ရလက်ကြိုတင်ထွက်ပေါ်နေတာဟာရွေးကောက်ပွဲရဲ့တရားမျှတမှုအပေါ်မေးခွန်းထုတ်စရာဖြစ်နေပြီးပြည်သူတို့ကြားမှာလည်းကြွေးပမ်းမှုတွေမြင့်တက်နေပါတယ်။သူတို့လိုချင်တာကလည်း2010တုန်းကလိုပေါ့နော်။ ကြံခိုင်ရေးစစ်စစ်ရေမရောတဲ့အနေအထားကိုလိုချင်တာပေါ့နော်သူတို့နောက်ထပ်လုံးမဲ့ရွေးကောက်ပွဲကြမှရေရောတာတွေတက်လာမဲ့သဘောပေါ့အခုလောလောဆယ်ကတော့ကြံခိုင်ရေးစစ်စစ်စစ်အုပ်ချုပ်ရေးစစ်စစ်ကိုသွားကျင်နေတဲ့သဘောရှိတယ်လို့ CDM ပိုကြီးစင်ရောကသတင်းဌာနကိုပြောပါရယ်ဒါပြင်စစ်တပ်ကသူတို့ရဲ့အုပ်ချုပ်ရေးအပေါ်ဝေဖန်သူတွေကိုရှင်းထုတ်နေတာဖြစ်ပြီးအစင်သည့်အနိုင်ရသွားတဲ့နေရာတွေဟာလည်းတခြားပါတီဝင်တွေဝင်ရောက်ရှင်းပြရင်လုံခြုံရေးမပေးနိုင်တဲ့အနေအထားဖြစ်တယ်လို့ဆိုပါရယ် ရှင်းရှင်းပြောရရင်တော့သူတို့ကြီးပဲကိုစလေလောင်ဖြစ်ချင်တဲ့သဘောပါပဲလွတ်တော်မှာတော့ရှားနှုံးပြစ်ကြံ့ဖို့သူတို့စစ်ဘိုလ်ချုပ်တွေပဲဖြစ်မှာအယောင်ပြတယောက်နှစ်ယောက်ကလည်းအလက်ကားနေ NLD ကိုစဲနေတဲ့သူမျိုးကိုပဲလက်ခံမဲ့အနေထားမျိုးပေါ့ဒေါ်သက်သက်ခိုင်ကြတော့လေလွတ်တော်တဲ့ရောက်တာနဲ့လေးတန်ပြောင်းနာကိုကြုံခဲ့ပြီးတော့ဒီလိုအတိုက်ခံတွေကိုကြိုးရှင်းနေတဲ့အခြေအနေပါလို့ဘိုးကြီးစင်ရောကဆက်ပြောပါတယ်စီအိုဆူရဲ့ရွေးကောက်ပွဲအပေါ်တရုတ်နဲ့ရုရှားကဲ့သို့စီအိုထုတ်ရေးနိုင်ငံတွေကလွှဲပြီးအနောက်နိုင်ငံတွေနဲ့အာဆီယံနိုင်ငံတွေကအားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲကိုသာ ချိုးဆိုကြောင်းသဘောထားပြသထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေနိုင်ငံတကာနဲ့အာဆီယံဒေသကအဖွဲ့အစည်းပေါင်း300ကျော်ကလည်းစစ်တရက်ထူရောက်ရွေးကောက်ပွဲကိုပြက်ပြက်သားသားညှင်းပယ်ကြဖို့ရလက်ကိုလက်မခံကြဖို့နိုင်ငံတကာကိုတိုက်တွန်းထားပါတယ်။အနာသိန်းစစ်ကော်မရှင်ကတော့လာမယ့်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲပထမပိုင်းကိုကျင်းပသွားမယ်လို့ကြေညာထားပြီးစစ်တဲ့အရာရှိဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ကြံ့ခိုင်ရေးပါတီကကိုယ်စားလှယ်1018ရောက်နဲ့အများဆုံးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ် ဒါပြင်တိုင်းသာစီလုံးညညရေးပါတီတဆညာက694ရောင်အကျွေးတွေရှိနေလို့ရွေးကောက်ပွဲပြိုင်ခွင့်မရတဲ့ဒေါ်သက်သက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP က682ရောင်အပြင်နိုင်ငံရေးပါတီစုစုပေါင်း90ကျော်က94လောင်း9000ကျော်ပါဝင်ရှင်ပြိုင်မယ်လို့သိရပါတယ်။ဆက်လက်ပြီးအာဆီယံထိပ်သီးအစည်းအဝေးများစစ်ကောင်းဆောင်တက်ခွင့်ဆက်လက်ကန့်တက်ညီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးများတွင်မြန်မာစစ်ကောင်ဆောင်တက်ရောက်ခြင်းကိုအာဆီယံအနေဖြင့်ဆက်လက်ကန့်သတ်ထားမည်ဟုဂျမနီကထုတ်ပြန်သည့်အာဆီယံကောင်ဆောင်များ၏သုံးသပ်ဆွေးနွေးမှုများအရသိရပါသည်မြန်မာနှင့်ပတ်သက်၍ချမှတ်ထားသောအာဆီယံဘုံသဘောတူညီချက်၅ရပ်အပေါ်အကောင့်ထည့်ဖို့ရန်ပြက်ခွက်ခြင်းကြောင့်ဟုဆိုထားပြီးယင်းထုတ်ပြန်ချက်မှတိုင်ပြီးအာဆီယံကောင်ဆောင်များအစည်းအဝေး၌ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်တိုးတက်မှုများကိုဆွေးနွေးခဲ့တယ်လို့နိုင်ငံအတွင်းပဋိပက္ခများနဲ့ဆိုရသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများအပြင်ဘုံသဘောတူညီချက်၅ချက်အကောင့်ထည့်ဖို့မှုတည်တာထင်ရှားသောတိုးတက်မှုမရှိခြင်းအပေါ်အထူးစိုးရိမ်တည်ဟုဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။မြန်မာနိုင်ငံတွင်အယက်သားများအများပြည်သူအဆောက်အအုံများနှင့်အယက်သားနေအိမ်များအပေါ်ပြစ်မှတ်ထားအကြမ်းဖက်မှုများကိုအာဆီယံအနေဖြင့်ရှုံချပြီးသက်ဆိုင်ရာအဖွဲ့အစည်းအလုံးအကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန် အကြံဖတ်မှုများတိုးမြင့်လာမှုလျှော့ချရန်အယက်သားအလုံးဤဘေးကင်းလုံခြုံမှုကိုအာမခံရန်နှင့်လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးဖို့ရန်နှင့်အလုံးပါဝင်သောအမျိုးသားနိုင်ငံရေးဆွေးနွေးမှုအတွင်အကျိုးဖြစ်တွန်းစေမဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးရန်လည်းတိုက်တွန်းထားပါသည်မြန်မာနှင့်ပတ်သက်၍ဘုံသဘောတူညီချက်၅ရပ်ကို2021ခုနှစ်ဧပြီလ24ရက်တွင်စေကောင်းဆောင်ဖူချုံမှုကြီးမင်းအောင်လှိုင်ပါဝင်တက်ရောက်ခဲ့သောအင်ဒိုနီးရှားနိုင်ငံဂျကာတာ၌ကျင်းပသည့်အာဆီယံအစည်းအဝေးကသဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည် ယခုကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးတို့စစ်ကောင်ဆောင်တက်ရောက်ခွင့်ရရှိမည်ဆိုသောသတင်းများစစ်ကော်မရှင်ဘက်မှဖြန့်ဝေခဲ့ပြီးနောက်တက်ရောက်ရန်စည်ရင်၌မပါဝင်ကြောင်းထွက်လာခဲ့ပါတယ်။လက်ရှိအာဆီယံထိပ်သီးအစည်းအဝေးများအပါအဝင်ဆက်လက်အစည်းအဝေးများတို့စစ်ကောင်ဆောင်အပါအဝင်နိုင်ငံရေးဆိုင်ရာကိုယ်စားလှယ်များတက်ရောက်ခွင့်မပြုထားပေနိုင်ငံရေးနဲ့ပတ်သက်သောဒို့မဟုတ်နိုင်ငံရေးရာထူးမရှိသူများ non political position တာတက်ရောက်ခွင့်ပြုထားပါတယ်။ လက်ရှိအာဆီယံဆက်ဆက်အစည်းအဝေးတချို့အားစစ်ကော်မရှင်လက်အောက်ရှိနိုင်ငံသားရေးဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးဟောက်ခန့်ဆုံးဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိပါသည်ဆက်လက်ပြီးမုံရွာမန္တလေးလမ်းပိုက်မှာပြစ်ခတ်မှုဖြစ်ပြီးကားတွေပိတ်မိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုက်မှာဒီနေ့အောက်တိုဘာ28ရက်နေ့လယ်ပိုင်းကပြစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ခရီးသွားယာဉ်တွေနှစ်နာရီကျော်ပိတ်မိနေပါဗျ။ဒီကနေ့နေ့လယ်12နာရီခန့်ကမုံရွာမန္တလေးလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့မအူစစ်စေးရိတ်ကိအနီးမှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီးနဲ့ပါပြစ်ခတ်နေကြောင်းဒါကြောင့်မုံရွာမန္တလေးလမ်းပေါ်ကမအူရွာနဲ့ရင်းနှီးရွာကြားလမ်းပိုင်းကိုအသုံးပြုလို့အဆင်မပြေနိုင်သေးဘူးလို့ဒေသခံတွေကပြောပါတယ်။ရန်တမ်းပြစ်ခတ်တာတွေလည်းရှိတယ်။လမ်းကျောပိတ်ဆို့ထားတာနှစ်နာရီဝန်းကျင်ခန့်ရှိပြီလို့သိရပါတယ်လို့ဒေသခံတအူကပြောပါတယ်။ပြစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးကာကွယ်ရေးအဖွဲ့တွေဘက်ကသတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။မအူရွာစစ်ကောင်စီကိစ္စခန်းကိုမုံရွာမြို့ပေါ်နဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကောင်စီတပ်ကအေးစည်းကားတွေနဲ့အပြင် တံပြားကားကားတွေနဲ့ပါအင်အားအပြည့်နဲ့ရောက်ရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ဟောင်းခရီးသွားပြည်သူတွေကိုလူသားအတိုင်းလှုပ်တာမိုင်းဆင်းရှာခိုင်းတာတွေပြုလုပ်လေရှိတာကြောင့်ပြည်သူတွေသတိပြုသွားလာကြဖို့ကောက်ခွဲရေးအဖွဲ့တွေကသတိပေးထားပါတယ်။ဆလဘီရန်ကုန်အရှိတကုံမှကုမ္ပဏီဝန်ထမ်းတအုပ်ကိုညနေအချိန်လူလေးဦးကအတင်းအဓမ္မပေါ်တာဆွဲပြီးကားပေါ်ခေါ်သွားနောက်ထပ်လူငယ်တအုပ်ကိုလည်းလမ်းမှာထပ်မံပေါ်တာဆွဲကားပေါ်တင်စင်းနှစ်ယောက်ပေါင်းခုခံပြီးထွက်ပြေးလွတ်မြောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရန်ကုန်တိုင်းအရှိတကုံမြို့နယ်အတွင်းမှာနေထိုင်တဲ့ကုမ္ပဏီဝန်ထမ်းတအုပ်ကိုညနေအချိန်လူလေးဦးကကားဖြင့်အတင်းအဓမ္မပေါ်တာဆွဲခေါ်ဆောင်သွားပြီးအဆိုပါကုမ္ပဏီဝန်ထမ်းမှာကားပေါ်မှပြန်လည်ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ24ရက်တောက်ကြနေ့ညနေအချိန်မှာကုမ္ပဏီဝန်ထမ်းဖြစ်သူကိုထွေးအမီလွဲဟာ၎င်းရဲ့တူဖြစ်သူနဲ့အတူအရှိတကုံမြို့နယ်အတွင်းဈေးဝယ်ထွက်စဉ်ရက်ွက်အတွင်းလူပြတ်တဲ့နေရာအယောင်ကားတစ်စီးကရှေ့မှပိတ်ရခါမင်းမြန်ရန်ရှိတာမို့ကားပေါ်တက်ရန်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ ကိုထွေးနဲ့အတူပါလာတဲ့သူဖြစ်သူကိုအိမ်ပြန်ရန်အဆိုပါလူလေးဦးကဆေးလုတ်ခဲ့ပြီးကိုထွေးကိုလည်းဘာမှမကြောက်ရန်စစ်မေးစရာရှိလို့သာယခုကဲ့သို့ခေါ်ဆောင်ခဲ့ရခြင်းဖြစ်တယ်လို့သူကပြောဆိုခဲ့ပါတယ်။အဲဒီနောက်ကားပေါ်မှာကိုထွေးရဲ့အသက်အလောက်ကိုင်းတဲ့ဂျမ်းမာကြီးအခြေအနေတွေကိုမင်းများတာတွေပြုလုပ်ခဲ့တယ်လို့ဖုံးဖြင့်လေ၎င်းတို့၏အကြီးအကဲဖြစ်ဟန်တူသူကိုလှမ်းဆက်ခါသတင်းပို့တာတွေလှောက်ဆောင်ခဲ့တယ်လို့ကိုထွေးအမိလွဲနဲ့နှိဆက်သူတအူကသတင်းဌာနကိုပြောပါတယ်။ရက်ွက်ထိတ်မာတင်ဈေးသွားဝယ်ရင်ဖန်ခံလိုက်ရတာ ဲ့ဒါကားပေါ်ရောက်တော့လေနာမည်တွေအသက်တွေမေးပြီးကိုထွေးကျ40နာကတ်ပြီဆိုတော့သူ့ကိုအရန်ကြီးသဘောကျတဲ့ထဲတော့မပါဘူးထင်နေအဲ့ဒါသူတို့အထက်ကိုလေဖုံးနဲ့လှမ်းဆက်ပြီးသတင်းတွေဇက်တိုက်ပို့နေတယ်လို့ပြောတယ်။ဒါပြင်အဆိုပါလူလေးဦးဟာကားပေါ်မှာတင်နောက်ထပ်လူငယ်တယောက်လောက်ကိုဖမ်းခေါ်ရန်သူတို့အချင်းချင်းတိုက်ပင်ဆွေးနွေးပြီးလူပြတ်တဲ့နေရာတွေမှာလမ်းသွားလမ်းလာတွေကိုလိုက်လံရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျ။ အဲ့ဒီနောက်အလုံးမပြန်လာတဲ့လူငယ်တအူးကိုလေကိုထွေးကဲတို့ကားဖြင့်ပိတ်ရခါစစ်မေးရန်ရှိတယ်လို့ပြောဆိုကကားပေါ်အတင်ဆွဲခေါ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ကိုထွေးအမိလွဲကိုကြာသူတို့သဘောမကျတော့နောက်ထပ်တယောက်ငငယ်ရွယ်တဲကထပ်ဖန်ဖို့လုံမှာပေါ့။အဲ့ဒါအလုတ်ကပြန်လာတဲ့လူငယ်တယောက်ကိုကားပေါ်အတင်အကျက်ဆွဲခေါ်ပြီးကိုထွေးတုံးကလိုပဲဖမ်းနေပြောတယ်။ထိုစဉ်ကိုထွေးမှကားပေါ်ကနေအဆိုပါလူလေးဦးကိုတွန်းချကကိုထွေးနဲ့အဆိုပါလူငယ်တို့ပူးပေါင်းပြီးခုခံပြီးနောက်ထွက်ပြေးကလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။ အဲ့လိုဖမ်းတဲ့ချိန်ရှုပ်ရက်ခတ်နေတော့ကိုထွေးလေကားပေါ်ကနေအတင်းတွန်းချပြီးတော့ခိုလူငယ်ကိုဝိုင်းကူထိုးကျိတ်ပြီးသူတို့နှစ်ယောက်လုံးထွက်ပြေးခဲ့တယ်။လွတ်တာကတော့နှစ်ယောက်စလုံးလွတ်လာပါတယ်လို့ကိုထွေးနဲ့ဤဆက်သူမှပြောပါတယ်။အဆိုပါဖြစ်စဉ်အတွင်၎င်းတို့ကိုဖမ်းဆီးပေါ်တာဆွဲခဲ့တဲ့သူတွေဟာယူနီဖောင်းအတိအကျအဝတ်ဆင်ထားတာမရှိတော့မို့စစ်တပ်ကဟုတရက်တည်းပြောလို့မရပေမဲ့လည်းစစ်တပ်အတိုင်းဝိုင်းထားမှမဟုတ်စစ်တပ်လက်အောက်ခံပြူစော်တီတို့လောက်တာဖြစ်နိုင်တယ်လို့လည်းပြောဆိုပါတယ်။ရန်ကုန်အတွင်အရှိတကုံဘက်ကသာမကအခြားမြို့နယ်တွေမှာလည်း မကြာခဏလူပြောက်တာနဲ့ပေါ်တာဆွဲခံရတာတွေရှိတာမို့ပြည်သူတွေအနေနဲ့အပြင်ထွက်သွားလာရမှာအတူကယူဆိုင်သွားလာနေရတယ်လို့သတင်းဌာနမှစုံစမ်းသိရှိရပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။